ငလျင်နဲ့ပတ်သက်တဲ့နေရာတွေကိုရောက်သွားရင်လည်းအဲအဲ့ဒါကိုလည်းရှောင်ဖယ်ခြင်းနဲ့ဖြစ်နိုင်လို့ရှိရင်အဲ့လိုနေရာမျိုးအဲ့လိုအဖြစ်မျိုးအဲ့လိုအတွေ့အကြုံမျိုးယူရင်မဆိုင်ရင်တော့ဘူးရှောင်ဖယ်ခြင်းနဲ့ဆိုတဲ့ခံစားချက်တွေလည်းခံစားချရမှာဖြစ်ပါတယ် ငလျင်တန်ကိုအကြီးကျယ်ခံစားလိုက်ရတဲ့သူတွေမှာအဲလက်တလောရှော့ကျသွားတာထိတ်လန့်တုန်လှုပ်သွားတာ emotionally numb လို့ခေါ်တဲ့ဘာမှမသိဖြစ်သွားတာဆိုတဲ့ခံစားချက်တွေကတော့လွန်လာခဲ့ကြပြီအဲ့ဒီလွန်လာပြီးတဲ့နောက်ပိုင်းမှာနာတာရှိခံစားကြရမယ့်ဝေဒနာကတော့ PTSD လို့ခေါ်တဲ့ post traumatic stress disorder စိတ်ဖိစီးမှုဒဏ်ရာအကြီးကျယ်ခံစားလို့ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုခံစားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါဖြစ်တာဒီ ငလျင်တန်ခံစားကြရတဲ့သူတွေရဲ့400ခိုင်နှုန်းကနေပြီး600ခိုင်နှုန်းလောက်ထိကဒီဝေဒနာကိုခံစားရနိုင်ပါတယ်အထူးသဖြင့်တော့အသက်ကြွယ်ကြီးတဲ့သူတွေအမျိုးသမီးတွေကြီးကြီးမားမားဆုံးရှုံးမှုခံစားရတဲ့သူတွေ ਨੇ တကယ်ငလျင်တန်ကိုကိုယ်တွေလက်တွေ့ကြီးကြီးမားမားကြီးကိုရင်ဆိုင်ခံစားကြရတဲ့သူတွေပြီးတော့ကိုယ်တိုင်ကလည်းခဏကြီးအားနည်းတဲ့သူတွေပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုကောင်းကောင်းမွန်မွန်မရတဲ့သူတွေမှာပိုးပြီးတော့ စိုးစိုးရွားရွားခံစားကြရမှာဖြစ်ပါတယ်။ဒါခံစားရပြီဆိုလို့ရှိရင် flashback လို့ခေါ်တဲ့ငလျင်တန်းကြုံတွေ့လျက်စဉ်ကအဖြစ်ပြက်တွေကိုရုပ်ရှင်ပြသလိုတယ်လီဗီရှင်းမှာမြင်ရသလို mental image တွေနည်းနဲ့ပုံရိပ်တွေထင်းထင်းပြီးတော့မကြမကြမြင်ရတတ်ပါတယ်။ဒီလို flashback တွေမြင်တာလည်းမကဘူး။အဲ့ဒီတော့ကအဖြစ်ပြက်ကိုပြန်ပြီးတော့ခံစားရတယ်လို့မျိုးတွေပြန်ခံစားရတာလည်းရှိပါတယ်။အဲ့ဒီတော့ကကြောက်သလိုပြန်ကြောက်တာအဲ့ဒီတော့ကထိတ်လန့်တဲ့ဟဲ့လားမြင်ကွင်းတွေ ပြန်ပြီးတော့မြင်ရတာအဲ့ဒီတုန်းကအတွေ့အကြုံလေးတွေဟုတ်လားဘလို့နေခဲ့ရတယ်ဘလို့ထိုင်ခဲ့ရတယ်ဘလို့ဒီပြီးခဲ့လွှားခဲ့ရတယ်ဘသူတွေတော့ဘလို့ဒီခံစားလိုက်ရတယ်ဆိုတဲ့အတွေ့အကြုံမျိုးပြန်ပြန်ပြီးတော့မျက်စိထဲမှာတရေရေမြင်ရင်းနဲ့ပြန်ပြီးတော့ထိတ်လန့်တုံ့ဆုပ်ခံစားကြရလိမ့်ရှိပါတယ်ဒါတွေမကဘူးအဲ့ဒီလိုအကြောင်းအရာနဲ့ပတ်သက်လာလို့ရှိရင်သူတို့ရှောင်ဖယ်မယ်ငလျင်နဲ့ပတ်သက်တဲ့အကြောင်းပြောရင်ကြောက်မယ်လန့်မယ်မကြားချင်ဘူးအာနည်းနည်းလေးဟဲ့လားငလျင်နဲ့ပတ်သက်တဲ့နေရာတွေကိုရောက်သွားရင်လည်း အဲအဲ့ဒါကိုလည်းရှောင်ဖယ်ခြင်းနဲ့ဖြစ်နိုင်လို့ရှိရင်အဲ့လိုနေရာမျိုးအဲ့လိုအဖြစ်မျိုးအဲ့လိုအတွေ့အကြုံမျိုးယူရင်မဆိုင်ရင်တော့ဘူးရှောင်ဖယ်ခြင်းနဲ့ဆိုတဲ့ခံစားချက်တွေလည်းခံစားကြရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ emotional စိတ်လှုပ်ရှားမှုဝေဒနာတွေမျိုးမျိုးခံစားရတတ်တာပေါ့လေအဲ့တော့စိတ်လှုပ်ရှားမှုဝေဒနာဆိုတာအဲဥပမာ vibration ပေါ့ကာယီတစည်းအိမ်ရှိရဖြတ်မောင်းသွားတယ်ရုံးရုံးရုံးဆိုတာနဲ့အာငလျင်မြန်းဖြစ်လိမ့်မလားဆိုပြီးတော့ လူကမငြိမ်မနေနိုင်တော့ဘူးပြာကြီးပြာဖြစ်ပြီးတော့ကြတော့ပြန်ပြီးတော့ရှောင်ပုံးတာခုနားရအောင်ရှာတာဆိုတော့မျိုးတွေဒီလိုမျိုးတွေလည်းပြန်ပြီးတော့တွေ့ရတတ်ပါတယ်နောက်တစ်ခုတော့မှန့်ညံနေကျော်ပါသွားတာအာယုံစူးဆိုင်မှုတွေနည်းလာတာအပြင် အိတ်မပျော်တဲ့ဝိညာဉ်တွေကိုလည်းနောက်ဆက်တွဲနေနဲ့ခံစားချရတတ်ပါတယ်ဒီတဲ့ပို့ပြီးတော့ဆိုးလာလို့ရှင်တော့ depression စိတ်ကြဝေဒနာနဲ့တွဲပြီးတော့ခံစားရတတ်ကြတာပဲဖြစ်ပါတယ် depression ဖြစ်ပြီဆိုရင်သူက စိတ်သက်ကြမယ်ဝင်းရဲမယ်ဟလာဘာမှအကြောင်းမရှိဘဲနဲ့မျက်ရည်လေးတွေတွေ့တွေ့ကြပြီးတော့ကြတော့အမြဲတမ်းပဲစိတ်ကမပြောင်းချင်ဖြစ်နေမယ်ဒါမှမဟုတ် empty feeling ဘယ်လိုမှကိုခံစားလို့မရဘူးဘာခံစားချက်မှမရှိသလိုမျိုးခံစားရတာမျိုးတွေလည်းရှိသလိုစိတ်သက်တည်းအကြီးကျယ်ကြပြီးတော့တည်ခြင်းလောက်အောင်ဖြစ်တဲ့ခံစားချက်တွေလည်းခံစားရတတ်နိုင်ပါတယ်နောက်တစ်ခုကတော့အိပ်ဆက်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေအမျိုးဆုံးဖြစ်တတ်ပါတယ်စအိမ်ရင်မပြောဘူး အဲ့လိုရှင်လဲအရင်အရင်နဲ့အိမ်မဆိုးတွေမက်ပြီးတော့လန့်နိုးတာတွေရှိသလိုအစိုးရနိုးလာတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့အစားအသောက်တွေပြက်မယ်။အစားအသောက်တွေပြက်ပြီးဆိုမှတော့ခန္ဓာကိုယ်လေးချိန်တွေပါလေလဲကျလာတတ်ပါတယ်။နောက်တော့ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေအဲ့ဒါចောင်းသားအရွယ်ဆိုရင်လည်းចောင်းစာလောက်ရတာတွေမလုပ်နိုင်တော့ဘူး။အဲအိမ်တော်တွေလာအမျိုးသမီးတွေအိမ်မှာပဲနေတဲ့အိမ်ရှင်မတွေဆိုလဲအိမ်ရှင်မတယောက်တနေ့တာလောက်ရမယ့်အလုပ်တွေကို မလုံနိုင်တော့ဘဲနဲ့ပြည့်ရွံ့လာတာရှိသလိုလူမှုရေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့ချိုးရင်းချက်တွေဟလာဟိုလစ်ဟာမှုတွေမျိုးမျိုးခံစားရတတ်ပါတယ်ဒီလူမျိုးတွေခံစားရပြီးဆိုရင်တော့ဒီတိုင်းမထားဘဲနဲ့ကုသမှုအမြန်ဆုံးခံယူကြရမှာဖြစ်ပါတယ်အဲ့တော့ PTSD လို့ခေါ်တဲ့စိတ်ဒဏ်ရာအကြီးကျယ်ရပြီးတဲ့နောက်မှာခံစားရတဲ့ဝေဒနာတွေသည်ပာမန်ဖြစ်ရောဖြစ်စဉ်တော့ပဲဖြစ်တယ်တခြားသူတွေလောက်ပေါ့ပေါ့လေးပဲဖြစ်တယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ ပျောက်ကင်းသွားတတ်တာမျိုးရှိပါတယ်။သို့တော့ဖြစ်စည်းမှုတောင်းကိုလည်းအကြီးကျယ်ခံရတဲ့အတွေ့အကြုံကြီးကလည်းအင်မတန်ခါးသီးတဲ့အတွေ့အကြုံကြီးဖြစ်ပြီးတော့ပံ့ပိုးမှုအားအားလည်းဟလာကိုရသင့်တယ်လို့မရဘူး။ကိုကိုယ်တိုင်ကလည်း resilience ဟလာပြန်ပြီးတော့ကြတော့ယုံထနိုင်စွမ်းမရှိဘူးဆိုတဲ့သူတွေမှာနည်းနည်းပိုဆိုးဆိုးခံစားရတာပါ။အဲ့တော့ mild to moderate အဆင့်ဆိုရင်ကိုပဲဟလာကိုယ့်ရဲ့ယဉ်နေတဲ့သူဒါမှမဟုတ်လေ psychological support ပေးမဲ့သူတွေကိုယဉ်ဖွင့်ပြောကြားခြင်းနည်းလမ်းနဲ့ တချို့လေဘူးတတအောင်လုပ်ပြနိုင်မှာအဲ့တော့အဲ့လိုရင်ဖွင့်ပြောကြတာတွေနဲ့လည်းမရဘူးကိုယ့်ရဲ့ခံစားချက်တွေပြောရင်းနဲ့ဟိုစိတ်ပိုင်းဆိုင်ရာပတ်မိုးမှုတွေပေးကြတာနဲ့မရဘူးဆိုရင်တော့ counseling and psychotherapy စိတ်ကူထုံးနေနဲ့နှစ်သိမ့်ဆွေးနွေးတာတွေနဲ့တွဲပြီးတော့ကြတော့ကုသမှုတွေခံယူရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ counseling နေ psychotherapy တွေနဲ့မှမသက်တာဘူးဆိုတော့ဟာမျိုးတွေကြာလို့ရှင်တော့ဒါဟို professional help လိုလာပါပြီဒီတဲ့ပို့ပြီးတော့ ဟဲ့လား psychiatrist တွေစီစိတ်ကျန်းမာရေးပါရဂူတွေစီအထိတွားပြီးတော့ပြပြီးတော့ကြတော့ဆေးဝါးတွေရဲ့အကူအညီဟာယူရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးကြီးကျယ်တဲ့ဘေးအန္တရာယ်ကြီးတွေတဘာဝဘေးအန္တရာယ်ကြီးတွေကြုံရတဲ့အခါတိုင်းဒီဟဲ့လားစိတ်ဖြစ်စီမှုစိတ်တန်ရာအကြီးကျယ်ရပြီတဲ့နောက်ပိုင်းပေါ်လာတတ်တဲ့ဝေဒနာသည်ခံစားချက်တတ်တာဖြစ်တဲ့အတွက်ဒီခံစားချက်တွေခံစားရပြီဆိုရင်ဟဲ့လားဟိုကိုယ့်ရဲ့ ယင်ထဲမှာပဲဝေဒနာကိုကြီးအောင်မထားဘဲနဲ့အမြန်ဆုံးဟုတ်လားယင်ဖွင့်တိုင်ပင်ပြီးတော့ကြတော့ကုသမှုအကူအညီကိုရယူကြပါဒီနေရာမှာအကူအညီရယူခြင်းသည်အကူအညီကိုတောင်းခံခြင်းသည်အကူအညီလိုကိုလိုလိုတောင်းခံခြင်းဖြစ်တဲ့အတွက်အကူအညီတောင်းခံတာအားနည်းချက်မဟုတ်ပါဘူး not the weakness နော်အားနည်းချက်မဟုတ်ပါဘူးဒါ strength ပါဒါကစွမ်းအားရှိတဲ့သူမျိုးအင်အားရှိတဲ့သူမျိုးခွန်အားရှိတဲ့သူမျိုးတော်တဲ့သူမျိုးလို့လိုတဲ့အကူအညီကိုအကူအညီလိုတဲ့အချိန်မှာ အကူအညီပေးနိုင်တဲ့သူစီကနေပြီးအကူအညီတောင်းခံခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားကြရပြီးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေပြင်းထန်နေပြီဆိုလို့ရှိရင်ဒီတိုင်းတိုင်းပဲမနေပါနဲ့ရဲရဲဝင့်ဝင့်နဲ့ပဲအကူအညီတောင်းခံပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုစောစောစီးစီးခံယူကြပါလိုအပ်တဲ့အကူအညီတွေယူပြီးစောစောစီးစီးကုသမှုခံယူလို့ရှိရင်စောစောစီးစီးပျောက်ကင်းပြီးတော့ကိုယ့်ရဲ့အရေးကိုမိသားစုအရေးကိုရရွာအရေးနဲ့ကိုနိုင်ငံအရေးတွေကိုစွန်းစွန်းတမန်အမြန်ဆုံးအကောင်းဆုံးထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးတင်ပြလိုက်ရပါတယ်ခင်ဗျာซีฟัม caring for well-being